မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗေဒညချမှုဦးစီးဌာနကနေဇွန်လ3ရက်ဒီဒီနေ့နဲ့9နှစ်အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ကပ်ပလီပင်လေပင်နဲ့ဘင်္ဂလားပင်လေတို့တွင်မုတ်တုံလီအားကောင်းနေပါမယ်ဒီကနေ့ညနေထိခမှန်ချက်ကတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ကယားပြည်နယ်တို့တွင်နေရာစစ်စဲကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံ့ပြားမှုထိကျုံရပြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး အေရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာခွက်ရီမူကြီးနိုင်ပါတယ်။ရွာရံလုံးပြည်ဖြစ်ပါတယ်။မိုးတိမ်အောင်ဖြစ်ပေါ်မှုအခြေအနေအရရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်မိုးတိမ်အောင်များဖြစ်ထွန်းလျက်ရှိပြီးအစပါမိုးတိမ်အောင်များရွေရှမ်းရံနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကျိုးပြစ်ခြင်း လျှင်စီးလက်ချင်နဲ့မူတည်ကြွေခြင်းစားတဲ့မူလေဝဒဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကျူတင်သတိပြုနိုင်မှရန်အကြံပြုပါတယ်မြမပင်လေးပြင်းတွင်မြမကံယုံတဲ့တခြားနယ်ကမ်းလွန်ပင်လေးပြင်းတို့မှာရှမ်ပန်ရံကမိုးတက်လေးပြင်းများကြောက်ပြီးလှိုင်းကြည့်ပါမယ်။မိုးတက်လေးပြင်းကြစဉ်ရေပြင်းမြေပြင်းလေးဟာတနိုင်လင်35မိုင်အထိတက်ခတ်နိုင်ပါသည်။လှိုင်းမြမမြမကံယုံတဲ့တခြားနယ်ကမ်းလွန်ပင်လေးပြင်းတို့တွင်9ပေမှ73ပေကန်ရှိနိုင်ပါသည်။နောက်နေ့အတွက်ခမန်းချက်ကတော့မိုးတုံလီအားအတင်းအင်းရှိပါမယ်။ နေပြည်တော်ရန်ကုန်မြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေတီခမန်းချက်ကတော့မိုးတကြိမ်နှစ်ကြိမ်ထစ်ချုံရပါမယ်။ရွှေအရံလုံးပြည့်ဖြစ်ပါတယ်။မန္တလေးမြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေတီခမန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရပါမယ်။ရွှေအရံလုံးပြည့်ဖြစ်ပါတယ်ရှင်။